င်္ဂလာပါရှင်ဒီကွန်မန့်လေးကို reply ပြန်ပေးမယ်နော် training ကာလကဘယ်လောက်ပေးထားရလဲဆိုတော့ training ကာလကမတို့ရှိမှာ20 25ရက်တက်မှတ်ထားပါတယ်ရှင် training ကာလအတွင်းမှာအင်္ဂလိပ်စာကွန်ပျူတာလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေကိုမတို့က training ပေးပါတယ် training ကာလအတွင်းမှာတချို့ညီမလေးဆိုလို့ရှိရင်အရှိခံပါမလာဘူးအင်္ဂလိပ်စာနဲ့ကွန်ပျူတာအရှိခံမပါလာဘူးဆိုလို့ရှိရင် basic လစာကိုသုံးသင်းရစာပေးပါတယ်ရှင်တကယ်လို့အင်္ဂလိပ်စာကွန်ပျူတာအရှိခံအောင်ပတ်ပိုင်နိုင်နိုင်လေးပြတ်တက်တယ်ဆိုလို့ရှိရင် basic လစာကိုသုံးသင်းခွင့်ကနေစာပေးပါတယ်ရှင်ပါမင်းနဲ့ဝင်နေဖြစ်သွားတဲ့ခါကျရင် basic လစာလေး ၄သိန်းရမန်ကြီးအားသားလောက်ရနေတဲ့ပေါင်ရင်၅သိန်းထက်လောက်ရပါတယ်နေရညမာလေးအတွက်လည်းအဆောင်စစင်ပေးထားသလိုထမင်းနဲ့အရင်ငင်းလည်းကြွေးထားပါဗါ။အဲ့ဒီပြင်ကော်ဖီတောက်တတ်တဲ့သူတွေဆိုလို့ရှိရင်လည်းကော်ဖီကိုဖိတိုက်ပါလေရှင်။လူကွယ်လိုင်းထထားနေတယ်ဆိုလို့ရှိရင်လှိုင်းသားရ BOC ရွှေကန်းသားရအိမ်ရထဲမှာရှိတဲ့ပန်နာယုံတို့လူကွယ်လိုင်းရရှောက်ထားနိုင်ပါလေရှင်။တကယ်လို့ online ကနေရှောက်ထားနေတယ်ဆိုလို့ရှိရင်စီပေါင်လေးကိုဗိုက်ဘာနေပေးဖို့ပြီးတော့ online interview လုပ်ထားပြီးပါတယ်။ဒီ comment လေးကိုမေးပေးတဲ့အတွက်ညမာလေးကိုကျေးဇူးများအိုက်တင်ပါတယ်နော်။